နန်းတယ်ရွာတွင်လေကြောင်းတိုက်ခတ်ခံရမှုအပြီးအယတာသုံးအသက်ဆုံးရှုံးရမန္တလေးဧပယ်19မန္တလေးတိုင်းတောင်သာမြို့နယ်နန်းတယ်ရွာကိုအာဏာသိမ်းစစ်အုပ်စုကလေကြောင်းကနေတိုက်ခတ်ခဲ့တာဖြစ်ပြီးအယတာထိခိုက်ဒိဆုံးမှုတွေရှိခဲ့ကြောင်းနထိုးကြီးဂျာနယ်ကဂျမနီတွင်သတင်းထုတ်ပြန်ပါတယ်ဂျမနီဧပယ်18ရက်နေ့ညနေ3:00ခန့် ာနာသိန်းစေအုပ်စုကနန်းတဲရွာကိုဒီကျောင်းကနေဘုံကြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးပြည်သူ6ဦးထိခိုက်ဒဏ်ရာရတဲ့အပြင်3ဦးကတိဆုံးခဲ့တယ်လို့မထိုးကြီးဂျာနယ်ကပြောပါတယ်အဆိုပါတိုက်ခိုက်ခံရမှုအပြီးအသက်60အရွယ်အမျိုးသမီးတဦးအသက်50အရွယ်အမျိုးသမီးတဦးနဲ့အသက်အပိုင်းအခြားမသိရသေးတဲ့အမျိုးသမီးတဦးတို့ကတိဆုံးခဲ့တာဖြစ်ကြောင်းသိရပါတယ်လာဒူအာနာသိန်းစစ်တပ်က မထိုးကြီးမြို့နယ်ရှိနန်းနွင်းတော်ဘူးကျွာကိုဧပြီလ15ရက်နေ့ည7:00နာရီခန့်မှာတိုက်ခိုက်ခဲ့ပါသေးတယ်။ပြီးခဲ့တဲ့2021ခုနှစ်မှာ2024ခုနှစ်အထိအာဏာသိမ်းစစ်တပ်ကမြန်မာနိုင်ငံရှိနေရာအနှံ့အပြားကိုဒေချောင်းတိုက်ခိုက်မှုအကြိမ်ရက်4022ကြိမ်ကိုပြုလုပ်ထားတာဖြစ်ပြီးတွင်းစုံငွေအဖွဲ့ကငလင်းတိဒေတာစုစင်းမှုဖြစ် ယခုနှစ်ဇန်နဝါရီ၁၀ရက်နေ့တွင်တရင်ထုတ်ပြန်ထားပါ